ဖီအမြင့်ရေဖြန့်ဆက်နဲ့ဖြန့်မိလိုက်ရင်ရေစီးကြောင်းဟာစက္ကန့်ပိုင်းအတွင်းတင့်ရေပြားရဲ့ပြင်းထွက်ဖို့ဖြစ်ထိုးနိုင်တယ်။ဒါဟာအဲ့ဒီစက္ကန့်ရေကိုတင့်ငယ်တဲ့အပေါက်တစ်ခုကနေအတင်းဖီအားနဲ့ဖြန့်ထုတ်လိုက်တာကြောင့်ပါ။ဒီလိုနဲ့ဖီအမြင့်ရေစီးကြောင်းတစ်ခုကိုဖန်တီးပြီးစက်သားတွေနဲ့အယိုးနဲ့အရေပြားဆက်တွဲတွေကိုစုပ်ခဲဖို့လုံလောက်တဲ့အာပြင်းမှုကိုဖြစ်ပေါ်စေရဲ့။အကယ်၍တနေရာထဲမှာအကြာကြီးဖြန့်ထားခဲ့ရင်လက်ချောင်းရိုးကိုတိုက်ရိုက်ခက်တောက်နိုင်တယ်။ သူဟာဓာတ်နဲ့ချင်းချောက်ပြီးစုံတွဲတွဲကိုလူရက်ခဲ့တယ်။ဒါပေမဲ့လုံကြုံရေးတွေကမြင်လိုက်ပြီးချက်ချင်းလိုက်ဖမ်းခဲ့တယ်ထိတ်လန့်ပြီးသူဟာအနီးနားကတရစ်ဆန်ယုံစီပြေးသွားပြီးဘေကင်းလုံကြုံရဲ့အထိအဲ့ဒီထဲမှာပုံနေဖို့မျှော်လင့်ခဲ့တယ်။ဒါပေမဲ့အမောင်ရဲမှာသူဟာမတိလိုက်ပဲကြားကာရန်ထဲကိုတက်ဝင်သွားခဲ့တယ်။အဲ့ဒီထဲမှာကြားရွယ်ရောက်နေကောင်ရှိနေတယ်။သူ့ကိုတွေ့တာနဲ့ကြားရယ်ကထိတ်လန့်သွားပြီးသူအမလုံးမိတာကိုသဘောပေါက်ခင်မာတဲ့ကြားရယ်ကသူ့ကိုတိုက်ခိုက်လိုက်တယ်။သူ့လက်ဘင်းကိုကတ်ခက်ပြီးပြင်းပြင်းထန်ထန်ချက်တက်ခဲ့တယ်။ ရဲတွေရောက်လာတဲ့အခါအဲ့ဒီလူဟာတေဆုံးနေပြီးကဲ့ရဒံရရီနဲ့ဖုံးလွှမ်းနေခဲ့တယ်။နှစ်2019ခုနှစ်မှာစုံဘဲတတွဲဟာနှပ်ပရဲရေတခွန်းတစ်ခုစီလူမှုကွန်ရက်အတွက်တပ်ပုံရိုက်ဖို့တွားခဲ့ကြတယ်။သူတို့ဟာပြည်ပြည်စုံမဲ့ပုံတပုံရဖို့လူချင်းခဲ့လို့ရေတခွန်းရဲ့အစိုးမှာပဲရက်ပြီးတပ်ပုံရိုက်ဖို့ဟန်ပြင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ဟန်ပြင်းနေရင်ရုတ်တရက်လေးပြင်းတစ်ချက်ကသူတို့ကိုဟန်ကျက်ပြက်စေခဲ့တယ်။စကန့်ပိုင်းတွင်းမှာပဲသူတို့ဟာချော်လဲပြီးပေရှိယကြောနဲ့ထဲကိုပြုတ်ကျတည်ဆုံသွားခဲ့တယ်။ အဲအသင့်စရာကောင်းတာကသူတို့ရဲ့ဖုန်းကိုနောက်ပိုင်းမှာတွေ့ရှိခဲ့ပြီးအဲ့ဒီဖုန်းဟာအဲ့ဒီအချိန်ခေတ်ဗီဒီယိုရိုက်နေစေဖြစ်နေခဲ့တယ်။သင်ဟာအလွန်ဝရတဲ့လူတယောက်ကိုကြီးစံနဲ့ပြလိုက်ရင်သူတို့ရဲ့ခန္ဓာကိုယ်ကကြီးစံကိုရက်တက်နိုင်မလားလို့တွေးမိပေမဲ့ကြီးစံတွေဟာအရာအလုံးကိုဖောက်ထွက်သွားတာမဟုတ်ဘူး။အရေပြအစီနဲ့ကြက်သားလွာတွေကိုဖြတ်တန်းရင်ကြီးစံရဲ့အချိန်ဟာနှေးကွေးလာတယ်။အစီဟာပြော့ပြီးစွန့်ရင်တချို့ကိုဆုပ်ယူပေးနိုင်ပေမဲ့တိတ်မထီရောက်ဘူးအရေးကတဲ့အတွင်းခလီစာတွေထိခိုက်မခံရခင် ကြီးစံဟာအချိန်လုံးလောက်ဆုံးရှုံးဖို့လိုအပ်တယ်။ဒါမှန်တင်တဲ့ကြီးစံအများစုကိုရက်တန်းဖို့ဆိုရင်အနည်းဆုံးစင်တီမီတာ60လောက်ရှိတဲ့တန့်စင်တဲ့အစီလွှာတွေလိုအပ်မယ်။ဖွရွက်စိတ်စားတတ္တဝါရဲ့ရှာကအရန်ရှည်လုံးလို့ကြီးမားတဲ့ဖွရွက်စိတ်တောင်ပုံရဲ့အောက်ခြေထိရောက်ဝင်နေ။အထက်ရောက်သွားတဲ့အခါသူတို့ရဲ့ရှာကိုအသုံးပြုပြီးဝှမင်လောင်ကောင်းနေထဲမှာဖွရွက်စိတ်တွေကိုရှာဖွေရဲ့။ပြီးရင်ရှာကိုအမြန်ဆန်းခတ်ပြီးအထက်အပြင်လှောက်ရှားလိုက်တယ်။ဒီလိုနဲ့ဖွရွက်စိတ်တွေကိုရှာပေါ်မှာထောင်ချောက်ဆင်လိုက်တာပဲ။ ဒါကိုလုံနိုင်တာကသူတို့ရဲ့ရှာမှာကက်စီးတဲ့တနည်းတွေပုံအုပ်ထားလို့ပဲပိုးရစိတ်တွေကက်လာတဲ့အခါရှာကိုပတ်ဆက်ထဲပြန်ဆွဲသွင်းပြီးအစီစားတောက်ပလိုက်တယ်မင်းအဖူလောင်မိသွားရင်တချို့လူတွေကဒံယာကိုတက်တာစီမဲ့ထင်ပြီးထုတ်ပတ်လင်းကြတယ်ဒါပေမဲ့အဲ့ဒီအစီပြန်တဲ့ထုတ်ပတ်ကအဖူကိုထွက်မသွားအောင်ပိတ်ဆို့ထားတဲ့အလွာတစ်ခုလိုဖြစ်သွားတယ်ဒီလိုနဲ့မိလောင်ဒံယာကဖိုးနဲ့လာပြီးအစီပြားလွာတွေကိုပူထိခိုက်စေနိုင်တယ်ရေခဲတုံးလာကလည်းမကောင်းဘူး ရေခဲရဲ့အလုံးအေးတဲ့အေးဓာတ်ကတချို့တွေကိုအေးခဲစေပြီးသွေးကြောတွေကိုကျဉ်းသွားစေရဲ့ဒါကဒံယာစီသွေးစီဆင်းမှုကိုရော့ကျစေပြီးအနာကျက်တဲ့လုပ်ငန်းစဉ်ကိုနှိပ်ကွေးစေတယ်။ဒါကြောင့်အကောင်းဆုံးကတော့မိလောင်ရနေရကိုရိုးရိုးအေးတဲ့ရေနဲ့ပဲဆေးကြောသင့်တယ်။ကဲဆုံးနေကြည့်ရတဲ့တွင်အောင်ကျေးဇူးတင်ပါနော်။ခုလိုဆုံးဝင်ကြတဲ့ပြည်သူလေးနေတဲ့မြန်မာပုံမှန်ဆက်ပြီးတော့ဖစ်ထရော YouTube Channel ကို Subscribe လုပ်တင်တယ်။ Subscribe လုပ်တော့ပြီးကြပါနော်။အားလုံးကျေးဇူးတင်ပါတယ်။